ကျွန်တော်မြန်မာနိုင်ငံ location နဲ့ဒါ YouTube monetization program ပွင့်လာဆိုတော့ပုံမှန်အဖြစ်မပွင့်ပါဘူးကျွန်တော်တို့တွေမြန်မာ location ဖြစ်နေတဲ့ account တွေပေါ့တခြားလောက်ကြည့်ကြည့်အောင်ကျွန်တော်တို့ဒီမှာအနေပဲဖြစ် not အနေပဲဖြစ်နေရတော့ဒီမှာမြန်မာဘာမှဆိုတာဟိုဒီဟာကိုကျွန်တော်တို့ဒီအနေပဲဖြစ်အောင်ဘယ်လိုလုပ်မလဲပေါ့ဒီ YouTube ရဲ့ monetization program ပတ်စံချတဲ့ program ကိုကျွန်တော်တို့ပွင့်အောင်ဘယ်လိုလုပ်မလဲဆိုတာကျွန်တော်နဲ့အတူလက်ကြည့်လို့ရပါတယ်ကျွန်တော်အန်ဆိုတဲ့အထဲမှာကျွန်တော်တို့ အသေးရွာလိုကချင်းဆိုတာလေးရှိတယ်ဗျ။အဲကျွန်တော်ကွန်ပျူတာနဲ့ပြပေးတာပေါ့။အဲနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ဒီဖုန်းနဲ့လည်းကျွန်တော်ပြပေးသွားဖို့ရှိပါတယ်။အသေးရွာလိုကချင်းဆိုတာကျွန်တော်တစ်ချက်လောက်နှိပ်မယ်ဗျာ။ကျွန်တော်ကတော့ဒါ monetization ပွင့်တဲ့နိုင်ငံတွေကတခုခုထားမှာပေါ့ဒီအသေးရွာ location နဲ့မှာဒါမိတ်ဆွေတို့ကလည်းဒါအဆင်ပြေတဲ့နိုင်ငံတခုထားလို့ရပါတယ်။ကျွန်တော်ကတော့ကျွန်တော်တို့နဲ့အင်ဂျင်အနည်းဆုံးနိုင်ငံဖြစ်တဲ့ထိုင်းလန်ကိုထားလိုက်ပါမယ်။ထိုင်းလန်ကလည်းဒါ monetization ရနေတဲ့နိုင်ငံဖြစ်တဲ့အတွက် ဒါထိုင်းလန်ကိုထားပြီးဆေးလိုက်တာနဲ့ကျွန်တော်တို့ဒါချစ်ချင်းမော်ဒယ်လေးချင်း program ကပွင့်သွားမယ်ပေါ့ဒါပေမဲ့ public hour တထ public hour 4000နဲ့ကျွန်တော်တို့ subscriber 1000ချိမှတ်တာလည်းရတော့ဒါဝင်ငွေစာချဖို့ program ကစပွင့်မှာဖြစ်ပါတယ်ကျွန်တော်တို့ keyword မှာကျွန်တော် channel နာမည် channel လေးအတစ်ဖွင့်ထားဗျာဒီ channel နာမည်လေးကျွန်တော်ထည့်ပြလိုက်မယ်ပေါ့ okay ဒီမှာပွင့်သွားပြီเนาะကျွန်တော်ရဲ့ဒီမှာဒါက subscriber 58ပဲရှိသေးရဗျာ public watcher 0 okay ဒါနောက်တနည်းရှိသေးရပေါ့ကျွန်တော်တို့တွေက an ဆိုတဲ့အထက်မှာဝင်ပြီးမှမချိန်မဲနဲ့တခြားတွေစတင်နဲ့မှတော့ချိန်လို့ရတဲ့တွေက region တော့ချိန်လို့ရတဲ့ဤတနည်းရှိသေးရပေါ့အဲ့ဒါရောပါကျွန်တော်တခါလဲပြပေးသွားမယ်ဗျာကျွန်တော်တို့ဒါစတင်နဲ့ကိုတစ်ချက်သွားရမယ်ပေါ့စတင်နဲ့သွားပြီးရင်ကျွန်တော်တို့ channel ဆိုတာလေးရှိတယ်ဗျာ channel တစ်ချက်လောက်နေမယ် အမှ country of အဲအင်ဒီယာလေးပေါ့ဒီနေရာလေးမှာကျွန်တော်တို့ဒါ region မြန်မာ region မြန်မာ region တောင်းမယ့် region မပေါ်ဘူးဗျာအဲ့လိုဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော် change ချင်တဲ့ region လေး change ပြီးမှအောက်က keyword မှာကြိုက်တာလေးထည့်ပြီးကျွန်တော်တို့ဒါ save လုပ်ပေးလို့ရတယ်ပေါ့ဟုတ်ကဲ့ပါအားလုံးအဆင်ပြေကြပါစေ